ဒီနေ့မှာပရိသတ်ကြီးကိုတင်ဆက်ပေးသွားချင်တာကတော့ဟောလိဝုဒ်လောကမှာရိုက်ခတ်မှုတွေအကြီးဖြစ်စေခဲ့တဲ့အလွန်ဆန်းကျင်လာတဲ့ဖြစ်ရပ်တစ်ခုပါပဲ။အခုချိန်ထိစုံစမ်းစစ်ဆေးမှုပေါင်းများစွာလုပ်နေရသေးတယ်လို့ဒဲလွန်စာအထောက်အထားတွေအများကြီးတွေ့ရပေမဲ့အဖြေမပေါ်နိုင်သေးတဲ့ဖြစ်ရပ်ဆန်းတစ်ခုလည်းဖြစ်လို့နေပါသေးတယ်။ American ရုပ်ရှင်ကယ်ရမီဆုရှင် Jan Hackman ရဲ့ဇနီးရဲ့အသေးဆုံးမှုကလေဝက်ချက်တွေများစွာနဲ့ပြည့်နေတဲ့အရာတစ်ခုဖြစ်ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလ26ရက် မနက်7:00နာရီမှာဒီသတင်းကဟောလိဝုဒ်ရုပ်ရှင်လောကကိုလှုပ်ခတ်စေခဲ့တဲ့သတင်းအဖြစ်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ Academy ဆုရှင် Jay Hackman ရဲ့ဇနီးတဲ့လို့သိဆုံးမှုဟာတာမန်မဟုတ်တဲ့2004ဝက်ချက်တွေနဲ့ဖုံးလွှမ်းနေခဲ့ပါတယ်။ FBI အေဂျင့်တွေက၎င်းရဲ့ဒေါ်လာလေးသန်းတန်အင်ကြီးကိုဝင်ရောက်စစ်ဆေးခဲ့စဉ်မှာဘသူမှမမျှော်လင့်ထားခဲ့တဲ့မြေအောက်လျှော့ဝက်လိုင်ကောင်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြတာပဲဖြစ်ပါရဲ့ရှင်။ ဂျန်ဟက်မန်ရဲ့လီဝက်ဦးမင်လိုင်းကောင် ဂျက်ဟက်မန်ရဲ့ခန်းထားတဲ့အင်ဂျီအောက်မှာတွေ့ရှိခဲ့ရတဲ့လျှို့ဝှက်ဦးမင်လိုင်ကောင်းကပြည်သူစိတ်ဝင်စားမှုကိုမိမောင်းထိုးခံရလျက်ရှိနေပါတယ်။စုံစမ်းရေးတွေကလည်းအင်ဂျီရဲ့တမိုင်းကြောင်းနဲ့ရခင်ပိုင်ရှင်တွေကိုဆန်းဆန်းနေနဲ့ချီအားခံနေကြပြီးဒီမြောက်ခန်းအကြောင်းကို ရခင်ပိုင်ရှင်တွေသိခဲ့သလားဆိုပြီးတော့စူးစမ်းနေကြပါတယ်။ဒေတာကန်တွေကလည်းဒီအင်ဂျီနဲ့ပတ်သက်ပြီးကြောက်စရာကောင်းတဲ့ရှင်းမပြနိုင်တဲ့အဖြစ်အပျက်တွေကိုမျှဝေကြပါတယ်။တချို့ကအင်ဂျီတိဆောက်စဉ်ကအလုံသမားတွေပျောက်ဆုံးသွားခဲ့ကြ ောင်းတချို့ကဒီမီအောက်ခန်းကြီးဟာအရက်တားမြစ်ခစ်ကမောင်ခိုလန်းချောင်းဖြစ်နိုင်ကြောင်းဒါမှမဟုတ်စစ်အေးခရဲ့လျှို့ဝှက်ထွက်ပေါက်တစ်ခုဖြစ်နိုင်ကြောင်းပြောပြအယုံကြည်ကြပါရယ်စိတ်ဝင်စားဖို့အကောင်းဆုံး theory ကတော့ဒီမီအောက်ခန်းကိုဟက်ကမန်ကိုရိုင်းသူရဲ့ဇကားတွေတဲကလို့ရွှေအုပ်စာတွေဝှက်ထားတဲ့နေရာနေနဲ့အသုံးပြုခဲ့တယ်ဆိုတာပဲဖြစ်ပါရယ်တချို့ကတော့ဒီနေရာဟာအာနာရှင်ရဲ့မောင်ခိုအစည်းအဝေးပွဲတွေကျင်းပခဲ့တာဖြစ်နိုင်တယ်လို့ဆွဆွဲကြပါရယ်သမိုင်းပညာရှင်တွေကလည်းမ ညူအောင်မှာတခြားလေးဝက်ဦးမင်တွေရှိနေမလားဆိုပြီးတော့ရှာဖွေနေကြပါတယ်။ဟက်ကမန်နဲ့သူ့ရဲ့ဇနီးတွေတို့ရဲ့တေဆုံးမှုအကြောင်းရင်းကအခုထိတိုင်မပြေလည်နိုင်သေးတဲ့ဗဟေရီဖြစ်ပါတယ်။စုံစမ်းရေးတွေကလည်းဟက်ကမန်တို့ရဲ့နောက်ဆုံးလေးရက်တွေကဒီလေးဝက်လမ်းကြောင်းနဲ့ဆက်နွယ်မှုရှိနေနိုင်လားဆိုပြီးတော့စဉ်းစားနေကြပါတယ်။ဟက်ကမန်ရဲ့ရုတ်တရက်ပြောင်းဆုံးမှုနဲ့ဦးမင်အတွင်တွေ့ရှိရတဲ့သွေးဆက်၆တွင်နဲ့လူသားအယိုးစုတွေကလည်းပို့ပြီးတော့ဗဟေရီကိုရှုပ်ထွေးလာစေပါတယ်။ ဒါပေမဲ့ဒီလူရိုးစုတွေကိုစစ်ဆေးတဲ့အခါမှာလဲတိကျတိကျတဲ့အဖြေတွေထွက်မလာသေးပါဘူး။တမိုင်းမာတောင်ရှာမရတဲ့သူတွေဖြစ်နေပါတယ်။ဒါတင်မကသေးပါဘူး။မြေအောက်ခန်းအတွင်းမှာထူးဆန်းတဲ့သင်္ကေတတွေပစ္စည်းတွေနဲ့ပတ်သက်လို့လဲပညာရှင်တွေကရှာဖွေလေ့လာနေကြရသေးပါ။ဒီသင်္ကေတတွေကလေးဝက်အသင်းတွေရဲ့ဇကဝက်ဖြစ်နိုင်တယ်လို့တမိုင်းမတင်မီကပြောင်းဆုံးနေတဲ့ရှင်ကျိမှုတစ်ခုနဲ့လဲဆက်ဆက်နေနိုင်ပါတယ်။ဒါအပြင်ဦးမင်းအတွင်းကတွေ့ရှိရတဲ့အိုမင်းဟောင်းနှန်းနေပြီဖြစ်တဲ့ဆောင်ရွက်ဆန်းနှန်းနေ မင်းမိနေတဲ့ဓပုံတွေပြီးတော့ထူးခြားစံပြတဲ့ပစ္စည်းတွေကဟက်ကမန်ရဲ့လူသိရှင်ကြားဘဝနဲ့လုံးဝကန့်ညီမှုမရှိပါဘူး။ဒါပေမဲ့ဟက်ကမန်ရဲ့အိမ်ထဲကိုဒီပစ္စည်းတွေကဘလို့များရောက်ရှိလာတာဖြစ်မလဲဆိုတာကတော့သိနိုင်မဲ့ပုံမပေါ်သေးပါဘူး။ FBI ဘက်ကမြောက်ခန်းအတွင်းကိုနေပညာသင်တဲ့အစင်းမြင့်စက်တွေသုံးပြီးတော့ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ဒါပေမဲ့သူတို့တွေ့ရှိသမျှကိုလူသိရှင်ကြားထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။ဒါကြောင့်ပို့ပြီးတော့ဗဟရီအစံလျှို့ဝှက်လို့နေပါတော့တယ်။ ဒီမြေအောက်လိုင်းကောင်းတွေကိုဘယ်သူတွေစောက်ခဲ့တာလဲဘာကြောင့်စောက်ခဲ့တာလဲ ဘလိုနေရာမှာသုံးခဲ့တယ်လဲစားတဲ့မိကုန်းတွေကအပြည့်မဲ့နေသေးပါပဲဒေတာကန်နေရာလဲညာဘက်ရောက်ရင်အိမ်ကြီးနာအတံပလန်နေကြားရကြောင်းထွက်ဆိုကြပြန်ပါတယ်ဒါပေမဲ့တိတိကျကျပြောပြနိုင်သူကမရှိပြန်ပါဘူးအွန်လိုင်းပေါ်မှာလဲဂျက်မန်တို့လေမယားရဲ့တိတ်ဆုံးရတဲ့အကြောင်းရင်းသူတို့အိမ်ကြီးအောက်ကဘဟေရီလျော့ဝက်ခန်းနဲ့အယိုးစုတွေအကြောင်းကအကျယ်တဝင့်ဆွေးနွေးစရာအကြောင်းအရာတစ်ခုဖြစ်လို့နေပါတယ်သီအိုရီကိုစီနဲ့ဖြီသူတွေမှာတချို့ကတော့လျော့ဝက်အဖွဲ့တွေရဲဌာနတချို့ကစစ်တပ်ရဲ့ ံသက်ခံဖြစ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။တချို့ကလည်းသဘာဝလွန်ဖြစ်ရတဲ့နဲ့ဆက်ဆက်နေတာဖြစ်မယ်လို့အခိုင်အမာဆိုကြပါတယ်။ဒါပေမဲ့အစိုးရကတော့ဘာအဖြစ်အိုမှထုတ်ပြန်ခြင်းမရှိသေးတဲ့အတွက်ကြောင့်ဒီဗဟေရီကနေစဉ်ပူပူခက်ခဲနေနေလာပါတော့တယ်။ဂျက်မန်ရဲ့ထူးဆန်းတဲ့သိဆုံးမှု ABC သတင်းရဲ့ထုတ်ပြန်ချက်တွေအရ FBI စုံစမ်းရေးမှုတွေက New Mexico ပြည်နယ် Santa Fe မှာရှိတဲ့ Hackman ရဲ့ဒေါ်လာလေးသန်းတန်အိမ်ကြီးအတွက် ရှာဖွေခွင့်ပြုချက်ရခဲ့ပါတယ်။ဒီအိမ်ကြီးဟာဒုဗဝနောက်ဆုံးနှစ်တွေကိုတကိုယ်တည်းနေထိုင်ခဲ့တဲ့ခန်းနာတဲ့နေရာဖြစ်ပေမဲ့အတွင်းမှာတွေ့ရှိရတာကပုံမှန်မဟုတ်ဘဲလုံးဝကိုထိတ်လန့်စရာကောင်းနေခဲ့ပါတယ်။ FBI agent တွေအိမ်ကြီးထဲဝင်လာချိန်ကစပြီးသူတို့မှာထူးဆန်းတဲ့ခံစားချက်တွေဖြစ်ပေါ်လာခဲ့ကြပါတယ်။ ဂျက်မန်တို့ရဲ့အဖြစ်ကတဘာဝတည်ဆုံမှုသို့မဟုတ်မတော်တဆမှုရဲ့လက္ခဏာတွေနဲ့မကိုက်ညီဘူးဆိုတာပါပဲအင်တဝိုင်းကပရိဘောဂရီရွှေ့သွားတာဂျမ်းမြင်ပေါ်ကချက်ရရီဟက်မန်ရဲ့ပစ္စည်းတွေမှာ ကိုက်ညီမှုမရှိတာတွေကသက်သေပါပဲ FBI အေဂျင့်အင်းနဲ့တရင်ထောက်တွေကစာအုပ်စင်တစ်ခုကိုလည်းမြောက်ခန်းထဲမှာတွေ့ခဲ့တာကြောင့်စာအုပ်စင်ကိုလိလာကြည့်နေတော့အနောက်ကနေဖွင့်လို့ရတဲ့လျှို့ဝှက်တကားကိုတွေ့ရှိခဲ့ကြပါတယ်အေဂျင့်အင်းဆိုထိုင်းတဲ့အချက်လေးကတ တစ်တွေကြောင့်သတိကြီးစွာခြေလှမ်းရင်းနဲ့အပြည့်ရှောက်ဖွေနေခဲ့ကြပါတယ်။သူတို့ရဲ့မိအိမ်တွေကထူထပ်တဲ့မောင်မဲတဲမှာမြင်ရတာကတော့ကြီးမားပြီးထိုင်းလန်ပွဲကောင်းတဲ့မြေအောက်ခန်းနောက်တစ်ခုပါပဲအဲဒီမြေအောက်ခန်းထဲမှာတမိုင်းရှာမရတဲ့ပစ္စည်းတွေလျှို့ဝှက်ဆိုင်ရဆရန်းတွေထူးစနဲ့သင်္ကေတတွေနဲ့ပြည့်နေနေပါတယ်မြေအောက်ခန်းထဲမှာရှိနေတာတွေကမှုတ်တက်နေတဲ့သက်တာတွေတန်စီတက်နေတဲ့ ဖြစ်စည်းတွေနဲ့နှစ်ပေါင်းရာချီတတန်းရှိနေပြီဖြစ်တဲ့ဓာတ်ပုံတွေဖြစ်ပါရင်ဓာတ်ပုံတွေမှာတော့မောင်မိုက်တဲ့အခန်းတွေထဲမှာလျှို့ဝှက်ဆွေးနွေးနေပုံရတဲ့လူစုတွေဘယ်သူမှမသိတဲ့နေရာတွေကိုဖမ်းယူထားတဲ့မြင်ကွင်းတွေပါဝင်နေပါတယ်။ဒါအပြင်ကျောင်းမတ်ဖွဲ့လျှို့ဝှက်မတန်းစာအုပ်တအုပ်ကိုလည်းတွေ့ရှိခဲ့ရပါတယ်။မြေောက်ခန်းနဲ့ပတ်သက်ပြီးကြောက်စရာကောင်းလာတဲ့တန်တရားဖြစ်ဖွယ်သင်္ကေတတွေလည်းရှိပါသေးတယ်။တန်စီတက်နေတဲ့တန်တကားတစ်ခုလည်းရှာဖွေတွေ့ရှိခဲ့ပြီးတကားပေါ်မှာဒိဗံပညာရှင်တွေပင် အတိပ္ပယ်ဖော်မရတဲ့သင်္ကေတတွေ၊ကပီးစာတွေကိုထွင်းထုတ်ထားပါတယ်။တချို့သင်္ကေတတွေက နိုင်ခတ်ဘေဒင်ဆိုင်ရာသင်္ကေတတွေနဲ့တူပြီးခေတ္တနီးပညာထက်မြန်မာရဲ့ခရီးယာတွေရဲ့ပုံစံတွေတောင်ဖြစ်နေပါတယ်။ဒါအပြင်ကျေစုတန်းနီးရဲ့ပုံတံတန်းကိုဖော်ပြထားတဲ့အမှတ်အသားတွေကိုလည်းတွေ့ရှိရပါတယ်။ဟက်မန်ရဲ့အိမ်ကလုံခြုံရေးစနစ်အမြင့်ဆုံးနဲ့တည်ဆောက်ထားပြီးသစ်ပင်ထူထပ်တဲ့တောအုပ်ကြီးအတွင် ပုံအောင်တည်ရှိနေပါတယ်။ဥယျာဉ်ထဲမှာလည်းကမ္ဘာရှာပန်းသစ်ပင်တွေရှေးဟောင်းပစ္စည်းတွေနဲ့ပြည့်နေနေပြီးအတွင်ပိုင်းမှာဥရောပပြည်ရင်တွေရဲ့ရှေးဟောင်းပရီဘောကတွေပြားတိုက်တစ်ခုလုံးကိုအလင်းပေးထားနိုင်တဲ့ ရွှေချထားတဲ့ ဒီခန်းနာမှုအားလုံးကညီအောင်လျှဝက်အခန်းရဲ့လျှဝက်နည်းမှုတွေကို ဖုံးကွယ်ထားပါတယ်။ FBI ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ညီအောင်ခန်းကိုလွန်ခဲ့တဲ့နှစ်တရာခန်းကတိစောက်ခဲ့တာဖြစ်နိုင်ပြီးခိုင်ခန့်နေအောင်တိစောက်ထားတာဖြစ်တယ်လို့ဖွင့်ဟခဲ့ပါတယ်။တချို့ပညာရှင်တွေကတော့ဒီညီအောင်ခန်းကကဘာကြီးပြတ်သုံးမှုကိုချုပ်တင်ကာကွယ်ဖို့ဖြစ်နိုင်တယ်လို့ယုံကြည်ကြပြီးတချို့ကတော့ Hackman ရဲ့လျှဝက်တခွဲကန်းသို့မဟုတ်လူသက်ဖို့လှုပ်ထားတဲ့နေရာဖြစ်နိုင်တယ်လို့တန်တရားပွားနေကြပါတယ်။ မန်ရဲ့အိမ်နဲ့ပတ်သက်တဲ့အဖြေထုတ်မရသေးတဲ့မိကုံးတွေကတော့ဒီလျှို့ဝက်ခန်းကဘသူအတွက်တိစောက်ခဲ့ရလဲဟက်မန်ရဲ့ဇနီးကိုဘသူကတက်သွားတာလဲဒါမှမဟုတ်တခုခုဖုံးကွယ်ဖို့များကိုရိုင်းအစုံစီရင်ခဲ့ကြတာလားမြောက်ခန်းရဲ့တင်ကေတာတွေရဲ့အသေးပေကဘာများဖြစ်မလဲဆိုတာတွေပါပဲဟက်မန်ရဲ့သူဇနီးရဲ့ဖြစ်ရပ်ကဟောလိဝုဒ်သမိုင်းမှာအနက်အနေဆုံးအခန်းကဏ္ဍအဖြစ်နာမည်ကျော်နေပြီးအဖြေလဲရှာမတွေ့နိုင်သေးပါဘူး ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ဂျန်ဂျက်မန်ရဲ့လျှို့ဝှက်ဦးမင်လိုင်ကောင်းနဲ့ပတ်သက်ပြီးပရိသတ်ကြီးရောဘလို့ထင်မြင်မိပါသလဲလျှို့ဝှက်အဖွဲ့ရရဲ့လောက်ရလားအစိုးရရဲ့ဖုံးကွယ်မှုလားသို့မဟုတ်တဘာဝလွန်ဖြစ်ရတခုလားဆိုတာကို comment လေးထဲမှာမျှဝေဖော်ပြနိုင်ပါတယ်ဒီကနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးပဲရှင်လန်းချမ်းမြေမှုနဲ့အတူတာယာရဲ့နေကောင်းရဲ့မျက်လေးကိုပိုင်ဆိုင်သွားနိုင်ကြပါစေရှင်